slide gpt ai ဖြစ် powerpoint slide များကို ဖန်တီးဖို့ရန်အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ slide gpt.com ဆိုတဲ့ website ထဲကိုဝင်ရမှာဖြစ်ပါတယ်။ slide gpt.com website ထဲဝင်တော့လို့ရှိရင်ဒီလိုအနေထောက်တွေ့ရမှာဖြစ်ပါတယ်။ဒါဆိုရှင်ဒီနေရာမှာပေါ့နော်ကျွန်တော်တို့အာပေါ့နော် presentation powerpoint လုပ်ချင်တဲ့ခေါင်းစဉ်ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ပြီးတော့လို့ရှိရင် white team, purple team, amluk custom team ဆိုပြီးကိုနစ်တက်တဲ့ပေါ့နော် design တွေကိုရေးပေးရမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ဒီမှာကအခုဒီမှာ about sushi california roll အာအင်မြန်မာ language ပေါ့နော် sushi california roll အကြောင်းကိုမြန်မာ language နဲ့ပေါ့နော်ဖော်ပြပေးပါဆိုပြီးတော့မှကျွန်မကရေးလိုက်ပါတယ်။ဒါဆိုရင်ဒီမှာ white team လားကိုဘယ်လိုမျိုး team နဲ့ပေါ်ချင်တာ white team လား purple team လားမျိုးမျိုးပေါ့နော်။ အာရွေးရမှာဖြစ်ပါတယ်ပြီးရင် crease light ကိုရွေးရမှာ nick ပြရမှာဖြစ်ပါတယ်ဒါဆိုရင်ဘောနော AI ရနေပြီးတော့မှ generate လုပ်ပေးနေပါပြီ generate လုပ်ပေးနေပါပြီဘောနော်အဲပြီးတော့လို့ရှိရင်သူကအခုကြာလာပြီဘောနော် sushi california roll ရဲ့ဘောနော် canary delight ဘောနော်ဒီမှာဆိုရှင်သူက slice ရှိခုထုတ်ပေးရဘောနော်ဒီတန်း အဲဆိုရှင်အကြောင်းအရာတွေဆိုရှင်ရဲ့မျိုးစားတွေစိတ်ပိုင်းတွေပေါ့နော်အရေးပါပုံတွေမျိုးမျိုးပေါ့နော်ဘလော့အော်တိုပေါ့နော်ကောင်းစီနေရောတော့ထုတ်ပေးပါတယ်အမှ show slide ကိုနေလိုက်ပါမယ် show slide ကိုနေလိုက်တဲ့အခါမှာဆိုရှင်ဒါဆိုရှင် slide နေထားပြီဖြစ်ပါတယ်ဒါဆိုရှင်ဘာနော်ဒါ slide ပေါ့နော်ဖြစ်သွားပါပြီဒါဆိုရှင်ရေကျွန်တော်တို့ကဒါပေါ့နော် slide နေထားပေါ့နော် ။ဒါဆိုရှင်ဒါ slide အနေထားပဲဖြစ်ပါတယ်။အခု AI နဲ့ထုတ်ထားရပေါ့နော် slide အနေထားပဲဖြစ်ပါတယ်။ဒါဒီမှာဆိုရှင်ဆိုရှင်အကြောင်းအတေးစိတ်ပေါ့နော်တပုံနဲ့တကွာပေါ့နော်ဒီချာလေးတွားထုတ်ပေးတော့ကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဲလို့ကွာဒီ slide ကို download ဆွဲချင်တယ်ဆိုလဲပေါ့နော်ဒီမှာကျမတို့က download အဲ download button ပေါ့ပေါ့နော်ကျမတို့နေပြရမှာဖြစ်ပါတယ်တွားကြတော့ပေါ့နော် download ဆွဲမယ်ဆိုလို့ရှိရင်သူကပတ်စံပေးရမှာဖြစ်ပါတယ်ပေါ့နော်ပတ်စံပေးပြီးတော့မှကျမတို့အဲ download ပေါ့နော်အဲပတ်စံပေးမှကျမတို့ download ဆွဲရမှာဖြစ်ပါတယ် အဲပြီးတော့ဒါကကျတော့ link ပေါ့နော်တကယ်လို့ကွာဒီ link ကိုပေါ့နော် copy ကူးပြီးတော့မှ share ချင်တယ်ဆိုရှင်လဲဒီ link ကိုကျမတို့ကအဲ copy ကူးလို့ရပါတယ် copy ကူးပြီးတော့မှကွာပေါ့နော်ဘယ်မှာ share မှာလဲပေါ့နော်ကို share ချင်တယ်နေမှာပေါ့နော်အဲ share လို့ရပါတယ်ကို share ချင်တယ်နေမှာပေါ့နော် share လို့ရမှာပဲဖြစ်ပါတယ်အခုဒီမှာဆိုရင်ကျမတို့ကအဲပေါ့နော် gmail ကနေ gmail မှာ share မလား facebook မှာ share မလား instagram မျိုးမျိုးပေါ့နော် ဒီ social media တွေမှာ share လို့ရမှာဖြစ်ပါတယ်။ခဲမိတ်ဆွေလည်းစမ်းပြီးတော့မှအဲလုပ်ကြည့်ပါနော်။ site video ပေါ့နော်။နောက်မြန်ရရှိရှင်လည်း comment မှာမိထားပြလို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။